မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မတ်လ18ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00ခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ38ဒီဂရီဆဲလ်စီယပ်100ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ41ဒီဂရီဆဲလ်စီယပ်106ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ီကနေ့ညနေ6:00နာရီခွဲချိန်မိုးလေဝသဂျိုးတို့မှဖမ်းယောင်ရရှိတဲ့ပုံရကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းတို့မှာတိုင်အသင့်အတင်ဖြစ်နှုန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ချန်ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အနှင်းငယ်ဖြစ်နှုန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့တနင်္လာရီတိုင်းဒေသကြီးမှာမိုးတိမ်တောင်များဖြစ်နှုန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းကျနေတဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကျပစ်ခြင်းလျှက်ဆိတ်လက်ခြင်းနဲ့မိုးတိကျခြင်း စတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ချိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့မြေဝကျုံပေါ်ဒေသတွေမှာတိမ်ကင်းဆန်သလောက်ရှိနေပြီးခြံဒေသများမှာတိမ်အနည်းငယ်မှာတိမ်အထင်အထင်ဖြစ်တော်နေပါတယ်။မြမပင်လယ်ပြင်မှာလိုင်းနှင်းငယ်မှာလိုင်းအထင်အထင်ရှိပါမယ်။လိုင်းညင်မှာမြမကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ၆ပေခန့်ရှိနေပါတယ်။မနက်ဖြန်မွန်းတက်ချိန်ထိခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာကျကျနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာနေရွက်ကြားမိုးတက်ချောင်းရွာပါမယ်။စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်အထက်အထင်ဖြစ်ထွန်းပြီးမကွေးတိုင်းဒေသကြီးနေပြည်တော်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအများအားဖြင့်တာယာပါမယ်။နေပြည်တော်နဲ့ဤတစ်ပိုင်းမနှက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာ အများအားဖြင့်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆဲဆီယက်တရာဒီဂရီဖာရန်ဟိုက်နဲ့အနေဆန်းပူချိန်မှာ23ဒီဂရီဆဲဆီယက်83ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ39ဒီဂရီဆဲဆီယက်တရာနှစ်ဒီဂရီဖာရန်ဟိုက်နဲ့အနေဆန်းပူချိန်မှာ22ဒီဂရီဆဲဆီယက်82ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ် မန္တလေးမြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ57ဒီဂရီဆက်စီရဲ့16ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ကချင်ပြည်နယ်စကမ်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းအရှိတ်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှာနေရာကျကျမိုးတက်ချုံရွာနေပါတယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။